ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးသွားမှာကတော့အယူသူတော်နှင့်ရွာပြောက်တက်စီဖြစ်ပါတယ်အားလုံးပဲ Ready ဖြစ်ရင်စီစဉ်ကိုစလိုက်ကြပါမယ်ခင်ဗျာအချိန်ကနေဝင်စည်းစားချိန်အခြားဘက်ကနေပြောရမယ်ဆိုတော့နေရိုင်းသွင်းချိန်ပေါ့ဒီအချိန်မှာကိုနှုံးတယောက်ဟာကရိုးစိတ်ရွာအပြင်ဘက်ဇက်ကြက်ကနေသူ့ပိုင်းနဲ့နွားကိုမောင်းလို့ရွာစီပြန်လာခဲ့ကာလအနွေကာလဆိုနွားကြောက်လှဲလန်းချောင်းတစ်ချောင်းမှာဖုန်နေထောင်းထောင်းထားလို့ ဒါကူကပဲကြီးလက်တဘာဝကြီးလက်မြင်ကွင်းကိုခန်းစားတက်ရောက်စေတယ်။ကိုထွန်းကနွားအုပ်ကိုမောင်းနေတဲ့အနောက်ကနေရှေးစာသူကျော်ကြီးရှေးဦးညွယ်တေးထားတဲ့ပုတ်ကိုဟစ်တီလာတယ်။ရိတ်သိမ်းထားတဲ့လဲပင်တွေကြားလဲလိုင်းတစ်ခုလုံးစီမှာကိုထွန်းရဲ့တေးတန်တီဆိုတန်ကပြန့်လွင့်နေတယ်။ရွာနဲ့မလန်းမကန်းစီကဗန်ပွေးပင်ကြီးနားကိုရောက်လာခဲ့ဒီကနွားတွေဟာတစုံတစ်ခုလမ်းဖြန့်လို့ဖြစ်ပြီးခုံပေါက်ဟစ်អော်ကြ။ဟေးကောင်းဘာဖြစ်ကြကိုယ်ထုံးတချင်းဆိုပြတ်သွားပြီးနွားတွေကိုလှမ်းမှန်လိုက်အဲ့ခါမှာပဲဗန်ပွေးပင်နောက်စီကလူတယောက်ထွက်လာတာကိုမြင်လိုက်ရပါတယ် ဟောလူတယောက်ကိုပဲမင်းတော့လန့်နေရသေးတယ်ကွာကိုထုံးလဲနွားတွေကိုထမှန်မဲပြီးတော့ကိုခီးကိုဆက်လာတော့အနားအချိန်တစ်ပင်နောက်ကထွက်လာသူကနောင်ကြီးကျုပ်တကူလောက်မေးခြင်းလို့ဗျာဩမေးလေကိုထုံးလဲခြေလမ်းတွေကိုရပ်တန့်လိုက်ပြီးအဖြေပြုတ်ဟိုဗျာပိန်းတော့ရွာဘယ်ရောက်သွားမလဲဗျာပိန်းတော့ရွာအဲ့လူမေးတဲ့ပိန်းတော့ရွာဆိုတော့ကိုထုံးစဉ်းစားကြည့်လိုက်တဖက်သူကကိုထုံးရဲ့အဖြေကိုဆောင်းဆိုင်နေတယ်ဒီနေ့မှတော့ပိန်းတော့ရွာဆိုတော့မရှိပါဘူးဘယ်ရက်ကပိန်းတော့ရွာကိုပြောတာဇေယကြီးရွာနာပိန်းတော့ပြောတာလीနောင်ကြီး ဇေယကြီးရွာနာပိန်တော်ဟလားဒါဆိုတော့နောင်ကြီးနေရာမလာပြီထင်နေဗျဒီလားမှာဇေယကြီးရွာလည်းမရှိလို့ပိန်တော်ရွာလည်းမရှိဘူးဗျဟာဒါဆိုတော့ကျုပ်လမ်းမလာပြီထင်နေဗျဟုတ်လိမ့်မယ်ဟုတ်လိမ့်မယ်ခတ်ပါဗျာကျုပ်ရွာကိုပြန်နေတာ၃ရက်ရှိပြီလမ်းအခုဒီမားနေတုံးဆိုစိတ်ထဲတောင်ကြာလာပြီဗျာနေပါဦးနောင်ကြီးကဘယ်အားလာတာမဟုတ်လို့ရင်းနီရွာပြန်လာတာဗျာအဲ့ဒါလမ်းပျောက်သွားတာတပတ်ကလူပြောနေရင်းနီရွာဆိုတာကိုလည်းကိုထုံးတကားမှမကြဘူးခဲ့ပြန် လမ်းမသိလို့ခီးကားခက်အတီကျွမ်းလည်းမရှိထမင်းကတားလည်း၃ရက်ရှိပြီဘိုက်ဒီကလည်းစာပြဘာလို့ရမယ်မှန်းတော့မသိတော့ဘူးတပတ်ကလူကညီးတွားနေတော့ကိုထုံးကိုချင်းစာမိသွားကိုညီချင်းစိတ်လည်းရှိလာမလို့ခဲပါတော့ညာခင်ဗျာစိတ်တက်လည်းကြားမနေပါနဲ့ညီလည်းညီးတွားမနေနဲ့ကြိုးအိမ်မှာလိုက်တဲကြီးဗျာခင်ဗျာကိုထမင်းလည်းကြွေးမပေါ်ဟာတကယ်လားတကယ်ပေါ့ဗျာခဲလာလာကျုံနွားတွေတော့ဝေးရောက်ပြီသွားကြမလားကိုယ်တော်လည်းဧည့်သည်ကိုခေါ်ပြီးတော့အရှိကနေလမ်းထွက်လာတယ်။အဲဒီခါမှာဘာကြောင့်မှမသိပဲကြောတဲ့စိတ်ငြိမ်နေဖြစ်သွားမိ ဒါမှလည်းတာမမဲတွေးပြီးတော့နွားကိုအမိလိုက်ရအနောက်ကလူကလည်းကိုထုံးကိုမိအောင်လိုက်ရွာထဲကိုရောက်တော့ဧည့်သည်ကရက်ကြံနေခဲ့ကိုထုံးလည်းအမှတ်တမဲ့နဲ့သွားမိရွာထဲကိုဝင်မိနေကမှကြည့်မိတော့ဧည့်သည်ရက်ကြံနေတာတွေ့ရပြီးဟေးလူဘာလုပ်နေရလဲလာလေဗျာအော်ဟုတ်လာပြီဗျာဧည့်သည်ကအနီးဝင်းကျင်ကိုကြီးကြီးကြောင်ကြီးကြည့်ပြီးတော့ဝင်လာခဲ့အိုက်ခိုင်းမှာပဲရွာဝင်သူတို့အပေါ်ကကိုကိုဘင်းကြီးစီမှာအိတ်တန်းဝင်ကြတဲ့ကြီးတုပ်ကလန့်ပြိုးတယ်။ဟာရေရဒီကြီးတွေကဘာဖြစ်မှမသိဘူး။ ကိုတွန်းစိတ်တဲ့ကြီးအောင်မွေးလေးပါရီကိုမြင်လို့လမ်းပြိုတယ်ပဲထင်မိလိုက်အချိန်ကမောင်စားပြုတ်နေမလို့ခတ်တုတ်တုတ်ပဲအိမ်ပြန်လာဧည့်သည်ကြောင့်ကိုထုံးအိမ်ပြန်နောက်ကျနွားဦးကတော့လမ်းပေါ်မှာရှိမနေတော့အိမ်မက်မိနေကြတော့မလို့ရှေ့ကနေသွားနေနဲ့ရောက်သွားတော့ပါအိမ်များတော့ကိုတွန်းနေတဲ့အတိုင်းပါပဲနွားဦးကအရင်ရောက်နေပြီကိုထုံးလည်းဧည့်သည်ကိုခေါ်ပြီးတော့အိမ်ထဲကိုဝင်နေတော်ဘယ်ရက်ဆန်တော့ဝေထိုးနေလို့နွားဦးကအရင်ပြန်လာတာလဲဟမ်ကိုထုံးမိမမတ်ငွာစည်းကြုံငေါ့ဟေးဒီမှာငါဧည့်သည်နဲ့တွေ့နေလို့ကွာဧည့်သည်ဘယ်ဧည့်သည် ခီးသွားတယောက်ပါလမ်းမှားပြီးတော့ရောက်လာလို့ကိုထွန်းစကားဆုံးမှာမောင်နဲ့ဧည့်သည်ကထွက်လာမန်းကုံလည်းဧည့်သည်ကိုမြင်လိုက်ရမှာကိုထွန်းမလိန်ညာဘူးဆိုတာယုံလိုက်ပြီးဩမန်းကုံအိမ်ထဲဝင်သွားတယ်ဧည့်သည်ဆိုသူနဲ့ကိုထွန်းတို့လည်းအိမ်ပေါ်တက်ဖို့ပြင်တယ်ဟဲ့လူကိုလည်းရေမြတ်တန်းကျင်သေးလားရတယ်နေပါဗျာမတန်းတော့ပါဘူးတဏီကုံခီးသွားထားတာကိုကိုလည်းအိမ်တော်မတန်းကျင်ဘူးဆိုတော့ဘလို့လူလဲဟာလို့ကိုထွန်းတွေးမိလိုက်သူတောင်တည်းပဲကိုလည်းရေသွားပြီးတော့တန်းလိုက်ပါဧည့်သည်ကတော့အိမ်ပေါ်မတက်သေးပဲသူ့ကိုရက်ဆောင်နေတယ် ကိုလည်းရေးတက်ပြီးတော့ကိုထွန်းကအဲ့တဲ့ကိုခေါ်လို့အိမ်မော်တက်လာခဲ့ပကတဲ့အိမ်နဲ့လာသားရွယ်လေးရုတ်တရက်ကြီးထငိုးကိုထွန်းခလေးကိုကြည့်စမ်းပါအောင်ကျုပ်ဒီမဲ့ဟင်းတန်းလိုက်နေမလို့ဩအေးအေးကိုထွန်းလည်းပကတဲ့ကသမီးလေးကိုကောက်ချီလိုက်သမီးလေးကစူးစူးဝါးထငိုးတာဆိုတော့အငိုတက်အောင်ချောင်းကအကောင်မလောင်နေများကြိုက်လေသလားလို့လိုက်လံရှာကြည့်မိအကောင်မလောင်ကြိုက်တာမရှိဘူးခလေးကလည်းအငိုတိတ်သွားမန်ကုန်လည်းဟင်းုံကြက်ပြီးမို့လို့အိမ်ရှိစီကိုထွက်လာခဲ့အဲ့တဲ့ကတော့အိမ်ရှိတောင်းလေးစီမှာထိုင်လို့မန်ကုန်ရင်ထမင်းကြက်ရင်တခါတည်းသာပြင်ပြီးတော့ဟာ ပြင်ပြီးသွားပြီတော်တို့သွားစားကြတော့ပေးပေးကလေးပေးအေးရော့ရော့ကိုတော်လည်းကလေးကိုမန်းကုံစီပေးလိုက်ကဲဒီကဧည့်သည်လာဗျာသမင်းစားကြစို့အော်ဟုတ်ကဲ့ဧည့်သည်ကထိုင်ကနေထလာမန်းကုံအင်ရှိကန်းစီထွက်တယ်ဧည့်သည်လည်းဘေးချင်းကရှောင်ပြီးကြိမ်မှာမန်းကုံတယောက်ကြက်သိန်းနေဖျန်းကနေထသွားကလေးကလည်းဧည့်ကနေလန့်နှာခေါင်းထဲကလည်းပုတ်ရဲစိမ့်ရွှေရွှေအနံ့မျိုးကိုရလိုက်မိမန်းကုံစိတ်ထဲမှာဘဝင်မကြဖြစ်စိတ်ကဘလို့မှမတန့်တော့ကိုထုံးတယောက်ဘယ်ဟာလူကိုဘာမှမသိပဲခေါ်လာတဲ့ပေါ်စိတ်တွင်းကအပြစ်တင်လိုက်မိ ကြက်သိန်းနာလည်းတဖြန်းဖြန်းထနေတော့ပဲကိုထွန်းကျုပ်အမေတို့အမြတ်သွားအောင်မယ်နော်ဟေးမိုးအောင်ချုပ်နေဘာသွားလို့မလို့ဟာကလေးကအီနေတယ်ဘာမျက်နာနေလားမသိဘူးစီးလိပါကြီးသွားရခိုင်းမလို့မန်းကုန်လိန်လိုက်တယ်ကိုထွန်းကဟောအေးဒါပြန်လည်းသွားသွားမိူအောင်ပြန်ကြရင်လည်းလိုက်ဖို့ခိုင်းညုံတော့မန်းကုန်ထွက်သွားတော့အင်္ဂလိပ်မှာကိုထွန်းနဲ့ဧည့်သည်ပဲကြံတော့ကိုထွန်းကငါးလေးအိုးကဟင်းတွေကိုဧည့်သည်ပကံထဲကိုထည့်ပြီးဟေးလူစားဗျာဝအောင်သာစားစားမယ်ဗျာစားမယ် ရောင်းသူဝဲသူအတန်တူလိုမျိုးဧည့်သည်အပြန်ပြောလာကိုထွန်းကသူလဲဟင်းကိုထဲ့စားထမင်းထဲ့ပြီဟုတ်ဟမ်ထမင်းထောင်းလာတဲ့ဧည့်သည်ရဲ့အတန်ကအော်လုံးလုံးကြီးမလို့ကိုထွန်းအန်အားတင်သွားဧည့်သည်မျက်နှာကိုကြည့်ပြီးတော့ပုံဆိုင်ကြီးကလည်းတမျိုးကြီးမျက်တွင်းကခွက်ခွက်ပတ်စံနဲ့ဆက်တွေကချိုင်ကြနေသူနဲ့ထင်းနေရလဲခွက်ဖြူပဲဖြူရောကြီးနဲ့မသိရင်လူသေးကြီးကြလို့နှာခေါင်းထဲလည်းပုတ်ဝဲအနိုင်ကြီးဝင်လာကိုထွန်းလဲဧည့်သည်လူကိုကြည့်ပြီးတော့ကြောက်စိတ်တွေဝင်လာတယ်ထမင်းကိုခူးပေးပြီးတော့စားလက်စားထမင်းကိုမြန်မြန်ပဲလက်စားတတ်လိုက် ိုခမ်းမမသာဆက်စားလိုက်တော့ဗျာကျုပ်အိမ်သာသွားခြင်းလို့အချိန်နေရတာမဲ့မဟုတ်တော့ဆိုတာတွေးမိတာမလို့အိမ်မွားနေအကြောင်းရှာပြီးတော့စင်းပြဖို့ကြံလိုက်음음တော်သွားမောင်နှုံးထိုင်ဟန်ကနေဟန်မပြတ်ထဒူးတွေကတော့တုံရင်နေပြီလူလဲသေးပေါက်ခြင်းတို့ဤပါခြင်းတို့ဖြစ်ဒါမဲ့စိတ်ကိုတင်းပြီးတော့အိမ်ရှိကိုထွက်အပြင်ရောက်တော့နောက်ကလိုက်လာမှဆိုလို့တကားကိုအပြင်ကနေအသေးပိတ်လိုက်ပြီးလဲပြီးတော့မောင်ထုံးတောင်မန်းကုံတို့သားမိသွားရောက်ခမကြီးတို့အိမ်စီကိုအပြေးတစ်ပိုင်းပြေးလိုက်လာခဲ့မိပါတော့တယ်မန်းကုံတို့စီရောက်တော့ကိုထုံးလဲအဖြစ်ပြက်အဆုံကိုပြောပြလိုက် အဲ့ဒါကြောင့်မို့ကျုပ်တို့သားမိလေဒီဘက်ကိုပြေးလာခဲ့တာတော့ရေတက်ကလေးတော့ပေအားမမသိဘာမမသိလူမမသိတဲမမသိခေါ်လာတယ်လို့ဟိုကမြင်တာနဲ့ကြောက်စရာကြက်သိမ်းထားစရာတော့မန်ငွာကိုထုံးပစ်တင်ပြောဆိုနေတယ်ဟာငါလည်းဘယ်သိမလဲဟာအခုသမင်းစားနေနဲ့သူ့ပုံစံကြီးကလူသေးကြီးသမင်းထားစားဆိုဖြစ်လာလို့ဟာသမင်းတွေလည်းအငမ်းမြစားနေတာလက်ကြီးနဲ့ကုတ်ကုတ်ပြီးတော့တွဲနေတာဟိလင်မယားနဲ့အဖြစ်ကိုကြံမိသားစုဝင်တွေကနားထောင်ပြီးတော့ကြက်သိမ်းတွေထားနေကြမန်ငုံတို့မိသားစုမှာမိဘနှစ်ပါးနဲ့ကလေးငယ်တွေပဲရှိတာ မန်ကုန်ဖေဥပေါ်လူကဟေးအဲ့ဒီကောင်ကူရှိသေးလားရှိသေးရဲ့ဖေကျုပ်လာဒီဓမင်းစားနေတော့ဒါဆိုဒီတိုင်းထားလို့မရဘူးလေကွာလူစုပြီးသွားကြည့်ရမှာပေါ့မတ်ဆုံလားတို့သွားကြည့်အောင်ငါထွန်းမင်းမပြန်လိုက်ခဲ့ဥပေါ်လူကသူမိမမတ်ဆုံသွားကြည့်ဖို့ခေါ်တယ်မောင်ထွန်းလည်းခေါ်တယ်အိုးကျုပ်တို့တော့မလိုက်ရဲမောင်တော့ဟာနေမလိုက်ရဲဟောတရေဆိုတည်ထားမှမတည်သေးပဲဟိုခီးသွားလိုက်ကျမ်းမကြီးမကောင်းတဲ့သူဆိုဘယ်လိုလုပ်မလဲအိုးမတည်ဘူးတော့ကျုပ်တော့မလိုက်ရဲဘူး ဟာဒီမိန်းမအရေးကြောင်းဆိုအားကိုးလို့မရဘူးဥပေါ်လူကသူမိန်းမကိုအပြစ်တင်လိုက်ငါထွန်းဒါမင်းနဲ့ငါပဲသွားမယ်အဖေကြုံလဲမလာရဲဘူးဟာကွာတိန်လုံးမဟာတတိခဲတွေပြန်ငါ့အနေမတိကြမနဲ့ဘိန်းနေကိုမခေါ်ခြင်းလို့ဒင်းတို့ကိုခေါ်နေတာကိုဟိုကလူစိတ်ဆို၎င်းနေရွာစုမှာမလို့နေကြတော့ငါဘာသာငါပဲသွားကြည့်တော့ဟာအဖေတော်နဲ့ကြုံစိတ်မချပါဘူးယာကြုံတိုက်ခင်မဖေဥပေါ်လူကသွားမယ်လို့မောင်ထွန်းကကြပြားကြပြောပြီးတော့ထငါ့အောင်မကိုင်းခုတ်တာပေး လေးတယောက်ကတရံကြောင်မှာထောင်ထားတဲ့ကိုင်းကုတ်သားကြီးကိုတွားယူပြီးတော့ပေးတယ်။နှစ်ယောက်သားကိုင်းကုတ်သားယူပြီးတော့ထွက်လာကြ။မောင်ထွားကလမ်းမှာတစ်သားတုပ်တစ်ချောင်းကိုကောက်လာသေးတယ်။အိမ်ဘက်ကနှစ်ယောက်သားရောက်လာကြ။တိမ်လုံးအတန်ပလန်ဒီကတိတ်ဆိတ်နေလို့။အိမ်နောက်ဘက်ခန်းထဲမှာမောင်ထွန်းထုံးထားခဲ့တဲ့ဖျောင်းနိုင်ပြီးအလင်းရောင်ကတော့ရှိနေ။တက်ကွာ။အဖေ။ဦးဘောလူကမောင်ထွန်းအရင်ဆုံးတက်ခိုင်းမောင်ထွန်းကကြောက်ကန်ကန်နေ။ဟာတကယ်ပဲကွာ။ဦးဘောလူကိုယ်တိုင်ကိုင်းကုတ်သားကိုအသင့်ကိုင်းပြီးတော့အိမ်ထဲကိုဝင်လိုက်။သမင်းစားနေရဆိုတော့သမင်းစားတဲ့အနောက်ဘက်အခန်းထဲစီကိုတန်းသွား။ ဟာအခန်းထဲမှာဘယ်သူမှရှိမနေဘူးထိုးနာတဲ့ဘယောင်းနိုင်မီးအောင်အောက်မှာထမင်းစွဲထက်ထမင်းနေဟင်းနေပွားပလဲနေတာကိုမြင်လိုက်ရဟင်းခွက်တွေထဲရောပကံတွေထဲမှာဟင်းနေထမင်းနေကပြောင်ရှင်းထမင်းဟိုးနေဟိုးတွေလှက်ကြည့်တော့လေဘာမှအောင်မရှိတော့ဟာဒီအောင်ဘယ်ရောက်သွားပါလဲမောင်ထုံးဥပ္ပောလူကနှစ်အောင်ဆုံးဧည့်သည်ဆိုတဲ့လူကိုအိမ်တွင်းမှာလိုက်ရှာနေကြမတွေ့တော့ခြံဝင်းထဲမှာဆေးမြော်ရှာကြဒါမှလည်းသူတို့ဘလို့ရှာရှာရွာပြင်ဗန်ပွေးပင်အောက်ကနေလိုက်ပါလာတဲ့ဧည့်သည်ဆိုတဲ့သူကတော့အစအနဆုံးဆုံးပြောင်းနေခဲ့ပါရဲ့ မိသားစုတွေချက်ချင်းပဲအိမ်ကိုပြေးရည်ပြေးဆဲပြေးကျိုးလို့နဲ့ပတ်ဖြန်းတန့်စင်ပြီးတော့ရစ်ချီကြပြီးတော့ဘသူမှအိမ်မှာမအိတ်တော့ပဲနဲ့ဥဘောလူတို့အိမ်မှာပဲစုပြီးတော့အိတ်ကြမနေ့ရောက်တော့အဖြစ်ပြက်ကမန်းကုံတို့မိသားစုကနေတဆင့်ရွာထဲကိုပြန့်နှံ့သွားခဲ့တချို့ကတော့တရေလိုက်လာကြတာလို့ယုံကြည်နေကြတချို့ကတော့လူစိစိကိုမှမောင်ထုံးတို့လင်များလှုပ်ပုံကြောင့်အနေခတ်ပြီးတော့အိမ်ကနေထွက်သွားခဲ့တာပဲလို့ယူဆနေကြတယ်ဒါ ਉਹ မနေ့ထမင်းချမ်းစာအတွက်ပါချက်ထားတယ်ထမင်းလေးလုံးချက်နဲ့ငါးဟုတ်ကဟင်းတိုးလုံးကိုတခဏတွင်းမှာပဲအပြောင်းစားသွားတာကရော ၃ရက်တာထမင်းငတ်နေမှုလို့အကုံစားသွားတာဖြစ်နိုင်တယ်ပေါ့တက္ကနာတွင်းမှာကောင်စားနိုင်တာကြတော့အမျိုးမျိုးသောအဖြေတွေလည်းပေးနေကြဒါမှလည်းဒီဖြေချင်းချက်တွေကမခိုင်းလုံးပေါ့လူစင်သေးဆိုရင်ဒီထမင်းလေးလုံးချက်နဲ့ဟင်းတိုးလုံးကိုတက္ကနာတွင်းစားဖို့ရမလွယ်ဘူးမဟုတ်လားအခုတော့ဒီဖြစ်ပြတရားတွင်းရွာထဲမှာပဲဟိုးလေးကြောကြောဖြစ်သွားခဲ့ပြီးတော့လူပြောများလာတရေဖြစ်တယ်နဲ့လူဖြစ်တယ်နဲ့အပြိုင်ဆိုင်အငင်းပွားနေကြပြီဒီငင်းပွားမှုတွေကအဲ့ဒီနေ့ညအချိန်ကိုရောက်လာခဲ့တဲ့အခါမှာတော့အဖြေတစ်ခုရေရေရာထွက်ပေါ်လို့လာခဲ့ပါပြီ လာတော့မအောင်တရေပြူတရေတရေရွာလေပိုင်းကရုံတို့အိမ်စီကဝေယုံသုံးကားဟိအော်တန်တွေဒီအော်တန်တွေကြောင့်နီးပါဝင်းကျင်ကလူတွေလည်းရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ကြကရုံတို့အိမ်စီကိုပြေးလာကြတယ်ဟာဘာဖြစ်တာဘာဖြစ်တာအကုန်လုံးပြပြသလဲနဲ့မေးမြန်းကြတေးတေးလက်ကြီးမှုပါအောင်မျက်နာကြီးမျက်နာကြီးကရုံနဲ့သူ့မိသားစုကတယောက်တစ်ပေါက်တွေပြောနေကြစိတ်ကိုအေးတာပြတော့ချင်းပြောသမ်းပါအောင်ဘာတွေဖြစ်နေရလဲလို့ကျိုးတို့သားမလျော်တမင်းစားနေပါဗျာတမင်းစားနေနဲ့ အသားရေဖြူဖြော်နဲ့လက်ကြီးတစ်ဖက်ကအမဲသားဟင်းကွက်ကိုလာလိုက်တာဗျပထမတော့သတိမထားမိသေးဘူးနောက်တော့ဘသူလက်လဲဆိုကြည့်မျိုးအဲ့လက်ကြီးကဟိုးထရန်နေလာနေတာအဲ့ဒါနဲ့ထရန်ဘက်ကိုမီးလို့ကြည့်လိုက်တော့ပါဇက်နဲ့စက်ကြီးကြာကြာမျက်တွင်းခွက်ခွက်ကြီးနဲ့မျက်နှာကြီးဗျာကြောက်စရာကြီးဟုတ်တယ်ဟုတ်တယ်ခန္ဓာကိုယ်ကြီးကထရန်ပြင်မဲ့ရောက်နေလားမသိဘူးခေါင်းကြီးနဲ့လက်ကြီးပဲမြင်ရတာကရုံးတို့တမိသားစလုံးတို့ကြုံရတာကိုပြောပြကြကြောက်စိတ်ကြောင့်အကုန်လုံးအိမ်ရှိစီကိုပြေးထွက်လာဆိုတော့အနောက်ဘက်တမင်းစားတဲ့နေရာမှာသပွဲကြီးကဒီတိုင်းကြံရင်နေခဲ့ ိမ်နောက်ဘက်ကိုဝင်ပြီးတော့သွားကြည့်လိုက်ကြဟာဟူးပြောင်တဲ့ခါလို့ပါလားမိသားစုလိုက်စားနေရတဲ့ဓမိတွေအားလုံးပကံတွေထဲမှာပြောင်တဲ့ခါနေပြီအမဲသားဟင်းပကံဆိုရင်အပြောင်သိမ်းပြီးတော့စားတောက်ထားမှာဟင်းနှစ်တောင်မကြမ်းဘူးဟင်းနိုင်စားသွားတဲ့တရေကဂရုံးတို့တွေအိမ်ရှိထွက်ပြေးချိန်မှာအကုန်လုံးစားတောက်သွားတာပဲဖြစ်လိမ့်မယ်ဒီဖြစ်ပျက်ကတော့ညာတွင်ချင်းုံပဲဂရိုးစိတ်ရွာထဲမှာပြန့်နှံ့ခြောက်ခြားသွားစေခဲ့ပါပြီနောက်နေ့များမှာတော့ညသာစားတိုင်းပုံတရံမျိုးမျိုးနဲ့လာလူစားတဲ့တရေကြောင့်လူတိုင်းစိတ်ညစ်ခြောက်ခြားနေကြပြီ ဒါနောက်ညနေမစောင်းရင်ကလေးကညစာကိုစားကြသူတွေရှိသလိုတချို့လည်းညစာကိုမစားဘဲနဲ့နေကြဒီလိုနေပြန်တော့လည်းတောင်းကြနေတဲ့အဲကောင်ရမယ်ထင်လားလုံးဝမရပါဟင်းတွေကိုတင်းဆဲထားနေရာစီကနေနှိုက်စားခိုးစားပြန်မာတော့တယ်ရရွာလူကြီးတွေဖုန်းကြီးပင်းလို့နေရာဆုံးမှာပေးရွတ်အိမ်တွေကိုပေးရန်သားတွေပြုတ်လို့ဒါမှလည်းတစီကောင်ကရနေရာဝင်ပြီးတော့လူရဲစားကလွရမှာခိုးကပ်ပုံအောင်နေလီပါလေဒီမနက်ထဲမှာရွာဦးဖုန်းကြီးကျောင်းထဲကတိမ်ပေါက်ကမှာအယူတယောက်အိတ်နေအောင်ဖြတ်သွားဖြတ်လာလို့တွေ့ကြ အယူကပေးဆုပ်ပြတ်နေတော့ဘာထည့်ထားမှမသိဖောင်းကားနေတဲ့ယောဂီအောင်လွဲဆုပ်ကြီးကိုလွဲကားသူ့ရဲ့စီးတော်မြင့်လို့ယူဆတဲ့အုံးလံမြင့်အချောက်ကြီးကိုနှပေးချပြီးတော့တခေါ်ခေါ်အတန်ပေးနေနေတော်မြင့်နဲ့တူမထာတဲ့အိဆက်နေလေးလေးဖြည့်ချင်တော့ဒီနေ့မှမောင်ထုံးတို့အိမ်ကဆုံးဝစ်ကြဒါကြောင့်နေဆုံးမီချက်ပြုတ်ပြီးမှကလေးကအီနေရာကြောင့်လည်းလည်းနောက်ကြမလို့ဖြစ်နေဆုံးဝစ်ကိုကင်ပြီးတော့မောင်ထုံးចောင်းစီကိုတုတ်ချေတင်လာတယ်ចောင်းဘဝကနေဝင်လိုက်တော့တိမ်ရှိကနေဖြတ်ရတယ် အချင်းကစုံစားခြင်းလဲရောက်နေမောင်ထွန်းလဲလောလောနဲ့ခြေလမ်းတွေလိုင်းနေတဲ့ကျောင်းစီဘဲအောင်ရောက်နေမိတစုံတစ်ခုမောင်ထွန်းခလုတ်တိုက်ပြီးတော့တန်နေမိလို့ဖြစ်သွားအာယိုယိုဟမ်နာနာချင်းချင်းနဲ့ဟင်းော်ရုံးကန်မှုကြောင့်မောင်ထွန်းလဲအောက်ကိုကြည့်လိုက်ဟာအယူကြီးပါလားနင့်မေကွာအယူလားဟာနတ်သားနတ်သားငါတယ်လို့လဲတေတော့မယ်နော်အယူကရှူးရှဲရှားနဲ့ပြောဆိုကြုံးသွားပြီးတော့မောင်ထွန်းနင်းလိုက်တဲ့သူ့ခြေတော်ပုတ်တက်ကအမလီနာလိုက်တာငါသူတော်နတ်သားလေးရဲ့ခြေတော်လေး ဖူးတနာလိုက်တာဟင်မငိုပါတော့ကျွန်တော်လေးရဲ့တိတ်တိတ်နော်အယူရဲ့လုံပုံကြောင့်မောင်ထုံးရည်ကျင်မိသွားဒီခိုင်းမှာပဲစွန်းစားကြောင်းဘက်ကစွန်းစားတုံးပေါင်းခောက်တန်ကထွက်ပေါ်လာတော့တယ်ဟာစိုးဝင်တော့ကြတော့မသွားပြီယူဟေးအနေုံလေးမောင်ထုံးကတော့မျောထွက်ပြေးချိန်မှာအယူကဟစ်អော်တယ်ပြီးတော့ပြန်လာခဲ့မယ်ဗျာအာဘယ်လိုလူသားလဲကွယ်အယူစီကရေရိုးတန်ကိုမောင်ထုံးကြားပြအောင်ကြားလိုက်ပြီးတော့ပြုံးလိုက်။စုံသားចောင်းစီကိုအ мян တက်လိုက်။ကပ္ပရာကြီးစီကိုစုံဝဲအပ်ပြီးတော့မောင်ထုံး အောက်ပြန်ဆင်းလာခဲ့လိုက်။အယူအတတွတ်တွနဲ့သူ့ခြေထောက်သူပုတ်တိုင်နဲ့ထိုင်နေမြဲပဲ။ဟဲ့လူတတော်နာသွားလားဗျာ။အယူအမောင်တော့မော်ကြည့်လား။နာတာဘောဟာငါသူတော်နာသားလေးဘဝမှာဟမ်နင်းနေငါ့ကိုဘယ်ခေါ်လိုက်တာ။ဟမ်ရုပ်တရက်ဆိုတော့မောင်ထုံးလည်းဘာပြန်ဖြေရမသိဖြစ်သွား။ဟဲ့ငါသူတော်လေးမင်းနေတယ်လေ။ဟဲ့လူတို့နင်းခေါ်လိုက်တာမလားလို့။အော်ဟုတ်တယ်လေ။ပြန်ခေါ်စမ်း။ငါသူတော်နှစ်သားလေးကိုနှစ်သားလေးကိုပြန်ခေါ်စမ်း။ အယူကိုကြည့်ပြီးတော့မောင်တွန်းတဟားနဲ့ထားယူမိဟဲ့လူသားနင်ဘာလို့ကြီးလာလဲကြီးတော့ဗျာခမရတနသားနဲ့နတ်သားနဲ့ကိုဘသားလည်းပြန်ကြည့်အောင်ဟမ်အယူကသူ့ကိုသူပြန်ကုန်းကြည့်တွေ့လားဘယ်နေရနတ်သားနဲ့တူနေလို့တော့ခမရအယူတယောက်မျက်လုံးတွေကလဲကလဲဖြစ်သွားဘီကမှခေါင်းကိုကုတ်လိုက်ပြီးတော့အော်တူတူမတူတူငါနတ်သားလေးပဲငါသူတော့နတ်သားလေးပဲနတ်သားလေးလို့ခေါ်ကဲကဲပါဗျာခေါ်ပါမယ်ခေါ်ပါမယ်ခေါ်ခေါ်မြန်မြန်ခေါ် နေလို့ခေါ်လို့ရှိရင်နေခေါ်လာရွာထဲမှာအခုတောင်းတန်းစားတောင်းနေဟိုတစေကောင်ကိစ္စအောင်ငါတို့ရနှစ်သားလေးဖြေရှင်းပြီးမြန်ကြားလာဟမ်ခမခမရဒါဘလူးလို့ပြီးတော့တိတာအော်တဲခတ်ပါလားငါတို့ရနှစ်သားလေးပါစုံနေမှာပဲမောင်ထုံးတယောက်အတွေးတွေခြားခြားလဲသွားဒီယူကဒီနေ့မနက်ကမှရွာကိုရောက်ရောက်ပြီးချင်းတူတယောက်စီကမှဒီကိစ္စယူစီကိုတကူးတကပြောပြမှာမဟုတ်ဘူးပြီးတော့ကိစ္စရင်းမြက်ကသူဆိုတော်လဲယူကတိနေပြန်နေဘာဖြစ်ဖြေရှင်းနိုင်လို့ဖြေရှင်းမယ်ဆိုရင်လည်းကောင်းတာပါပဲ ဘာလို့လဲဆိုတော့ဒီကိစ္စကြောင့်သူလဲရွာထဲမှာအပြစ်တင်ခံရပြီမဟုတ်လားသူလဲဒီတွက်ကိုအားနာစိတ်နဲ့ဘလို့ဖြည့်ရှင်းပေးရမယ်မသိဘူးဝင်းတော့ဝင်ပိုးကြီးတစ်ခုလိုပဲခေါင်းခဲနေမိအခုယူကဖြည့်ရှင်းပေးနိုင်လို့ပြေလဲသွားတော့လဲခေါ်မှာမကောလားမခွင်ငါပြန်အိတ်တော့မှာနော်အယူစကားကြောင့်မောင်ထုံးအတွေးစားပြီးတောက်သွားတယ်အယူကပြန်အိတ်မလို့ဟန်ပြင်းနေပြီမောင်ထုံးလည်းအတင်းဆွဲထူလိုက်အဲခေါ်ပါမယ်ခေါ်ခေါ်ပါမယ်အယူမျက်နှာပြုံးစီစီဖြစ်သွားပြီးတော့မျက်နှာဝင့်လက်ကိုဟန်ပြင်းနဲ့ပိုက်လို့ကဲခေါ်တော့ခေါ်တော့ သူသူတော်နတ်သားလေးမကြောက်ထက်ကုန်သူတော်နတ်သားလေးကြားလာနဝင်ပြန်ရှိလိုက်တာလို့အယူကခုံပေါက်ပျော်ရွှင်သွားတယ်မောင်ထုံးကကဲဖြည့်ချင်းပြေးမယ်ဆိုခုဖြည့်ချင်းပြေးတော့လေအနေုံးလေအဲ့ဒါခုမရသေးဘူးညကြမှာနင်းဒီယိုလာခဲ့ငါတော်လေးနဲ့နေနဲ့အဲ့တဆေစီကိုတွားကြမယ်ဘယ်ချိန်လာမှာလဲမိုးချုံနေဝနာနဲ့လာခဲ့ဗောအော်ဟုတ်ဟုတ်မောင်ထုံးလည်းလက်ပြန်လာခဲ့တော့အယူက တိမ်ပေါက်စီမှာပဲပြန်လဲလို့အိတ်ဆက်နေပါတော့တယ်။နေဝင်သားနဲ့မောင်ထုံးတယောက်အိမ်ကနေယူသူတော်ရှိရာဘုံကြီးချောင်းဘက်ကိုထွက်ခဲ့။ចောင်းစီကိုရောက်တော့ယူသူတော်တရားထိုင်လို့ထိုင်နေရှိနေတယ်။မောင်ထုံးလည်းယူသူတော်အောင်ပြတ်သွားမှဆိုလို့တိတ်ဆိတ်ပဲဝင်ထိုင်နေလိုက်။နေရောက်နေကြားပြီလား။အခုပဲရောက်တာ။ဟိုတစိကောင်ခဏနေရွာထဲဝင်လာတော့မယ်။ဟမ်။ तू ဗမာနေတာမလို့ရွာထဲဝင်လာမှာတော့။ तू ကနေခေါ်လာဗန်ဘွေးမြေမှာနေတာလေ။ဗျာ။ကဲကဲအချိန်ရှိဘူးသွားကြသလား။ ယူသူရပြောဆိုပဲထိုင်ရကထလွဲကိုကောက်လွယ်ပြီးတဲ့နောက်အရှိကနေထွက် မောင်ထွန်းလည်းနောက်ကနေလိုက်ရတာပေါ့နှစ်ယောက်သားရွာပြင်ကျောင်းနောက်ကနေပဲပတ်ပြီးတော့ထွက်လာခဲ့လိုက်အဲကနေနောက်ဖက်ထိတ်ကဗန်ပွေးပင်စီကိုသွားပြီးတော့သွားကြသွားရင်လည်းယူသူရကမောင်ထွန်းကိုမန်နန်တစ်ခုယွတ်လို့အမြင်ဖွင့်ပြီးဗန်ပွေးပင်အနောက်ကိုရောက်တော့အပင်ပေါ်ကနေဟိုတနေ့ကမောင်ထွန်းတွေ့ရတဲ့လူကိုဇောက်ထိုးကြီးစင်းလာတာကိုလမ်းမြင်ရလေတယ်အဲ့တစီကလူဘွားတော်ကမောင်အုံးလို့အမိရတဲ့စဘာပွဲသားတစ်ယောက်ပဲစဘာဝယ်ကပြန်မှဓမြတိုက်ခံပြီးတော့တတ်ခံတယ် သူတက်ခါရအဲ့ဗန်မွေးပိန်နားမှာပဲသူလောင်းလိုက်အဲ့မှာပဲမြုပ်နှံခံပြီးတော့ရှေ့နေတယ်မောင်ထွန်းလည်းယူသူတော်ပြောပြတာကိုနားထောင်နေမိသူကျုပ်ကိုပြောတော့ကသူ့ရောမပြန်တက်လို့တယ်ရွာဟိုပြန်တာ၃ရက်ရှိပြီပြန်မြောက်ပဲလမ်းပြောင်းနေရလို့ပြောတယ်ဗျဟုတ်နေမယ်သူဒီဘောင်းကိုမြောက်ခင်ကြားထဲမှာလက်အောင်မို့တခုရှိလေုံမယ်တကယ်တော့သူတက်ခါရနှစ်ပေါင်း၃၀ကျော်နေပြီဒီတစိဘောင်းကိုရောက်မှသူ့ရင်ဘောင်းကိုပြန်သတိရနေတာသူ့ရောပြန်ချင်နေတာဖြစ်လိမ့်မယ်ဟွန်းဒီလိုကြပြန်တော့လေတနာကြကောင်းလိုက်တာဗျာကဲကဲတနာအမနေနှုံးမသစီကောင်းလာနေပြီသွားမလား တစီကောင်ကဗန်ပွေးပြင်စီကနေငိုင်းဆိုင်ငိုင်းဆိုင်နဲ့ရွာဘက်ကိုလန့်လာနေတယ်။အစအသူကရွာထဲဝင်လို့မရဘူးလေ။နင်းကဖိတ်လိုက်တော့ရွာတော်ဆီကလည်းကွင်းပြူရပြီးတော့သူကရွာထဲဝင်ကြလုံးဝင်ထွက်ကြံဆိုတာဖြစ်သွားတာ။ဟိုကျုပ်လည်းမသိလို့ပါသူတော်နတ်သားလေးရဲ့။နားလည်းကြားတာတိတ်ကောင်းတာပဲ။အဲငါသူတော်လေးဥမျိုးနေလို့မရသေးဘူး။ဟိုတစီကိစ္စသွားရှင်းအောင်မယ်။အယူသူတော်ကပြောပြောဆိုနေဟန်ကိုထိန်းတယ်။တစီကသူတို့အရှိကိုရောက်လာ။သူ့ကိုပိတ်ရထားလိုက်။အယူသူတော်ပြောသလိုပဲမောင်ထွန်းလည်းတစီကောင်အရှိကနေပိတ်ရလိုက်။ ခေါင်းငုံပြီးတော့လန့်လာကနေမောင်ထွန်းကရုတ်တရက်အရှိကပိတ်ရလာတော့တစီရအန်အောသွားပြီးတော့မောင်ထွန်းဘူးကြီးကြီးနဗေးရရှောင်းနေဟိတ်ရှောင်းတဲ့နဲ့တစီရအရှိကိုယူသူတော်ခုံဝင်လို့ပိတ်ရတစီကောင်းနဲ့လန့်ဖြိုင်ဖင်းနိုင်လဲကြသွားပြီးတော့မောင်ထွန်းကအယူသူတော်ဘာတန်တော်နဲ့ကြည်လိပြီမင်းမင်းတော့ငါကိုထင်မပြပါနဲ့ငါ့ကိုမြင်နေရတာလားမြင်ရတာပေါ့စဘာပွဲသားကိုအောင်ရဲ့ဟာငါ့ကိုလည်းမြင်ရတယ်ငါ့ရဲ့လူဘဝနာမည်ကိုလည်းသိတယ်မင်းတို့ဘယ်သူတွေလဲဟာမင်းတို့တော့ငါသိတယ်မင်းမင်းဘယ်သူလဲ တစေကသူတော်မင်းငေါ်ရင်နဲ့မေးလိုက်ငါနှသားလေးသူတော်လေးရွာပြန်လမ်းပြောင်းနေနေလာခဲ့ပြီးတာငောက်လာခဲ့တာဟဟလားမင်းငောက်လာခဲ့တာတစေကောင်ကိုုံးကပြောရတဲ့မျက်ရည်တွေစီးကြလာဟုတ်တယ်ငါရွာကိုပြန်ချင်နေတာငါဒီလိုဘလို့ကနေရောက်လာမှလည်းမသိဘူးအပြန်လမ်းကိုရှာနေရလဲငါမမတ်မိတော့ငါမပြန်တက်လို့ငောက်ကိုကူညီပါစိတ်ချပါနေသာဟောဒီကရိုးစိတ်ရွာလူတွေကြောက်အောင်ချောက်လန့်ပြီးတော့ထမင်းလူရဲစားတောက်တာတွေဟင်းနေလူစားတွေမလုံနဲ့တော့ ပထမတော့ငါစာလုံးလို့ဒီလိုဧည့်သည်ဟန်ဆောင်ပြီးလုံမိတာပါယာမန်းတီတော့ထပ်ထပ်ပြီးလုံနေမိတယ်ငါငါမားပါတယ်ငါအားလုံးလဲငါတောင်းပန်ပါတယ်ငါ့ကိုအိမ်ပြန်အောင်သာကူညီပေးကြပါနင်ကခေါင်းမမပဲအလွယ်တကူဝင်ချတောင်းပန်လာတာပဲငါတကယ်မတတ်တာလို့လုံမိတာပါထပ်ပြီးတော့ငါတောင်းပန်ပါတယ်နော်ကဲပါလိအဲ့လောက်လဲမလို့တော့ပါနေပြင်းနေတိပြီးတောင်းပန်နေရမလို့ငါသူတော်လေးခွင်းလွတ်တယ်ဒီကကာကန်ရှင်နေဘက်ကတော့နေမေးကြည့်အောင်ပေါ့ငါငါလို့ရက်တွေတန်းငါ့ကိုခွင်းလို့ပေးပါနော် ောင်ထွန်းလဲတဆေကုံကိုလုံးမဲ့တနာမိသွားဒါတောင်ပဲဂယုနာအပြည့်နဲ့ကျုံလဲခင်ရောက်ခွင်းလို့ပါဗျာတရွာလုံးကလည်းကျိုးချောင်းကျုပ်ပြောပြီးတော့ခွင်းလို့ကြဖို့ခင်ဗျားတူစားတောင်းပန်ပေးပါမယ်ဂျေစုတင်ပါတယ်ဗျာကဲမောင်ထွန်းနင်ကျင်နေပြီမဟုတ်လားကျင်နေပါပြီသူတို့နဲ့သားလေးသူတို့ကျင်နေလုံပြီးတော့စဖီးဖြစ်သွားတဆေကုံကိုသူတို့ကြည့်လိုက်ကိုနင်မောင်ပြန်လို့ရယ်ဆိုတော့ငါသူတို့နဲ့တခါတည်းသာလိုက်ခဲ့ပြီးတော့ဟုတ်ကဲ့လိုက်ခဲ့ပါမယ်ကဲဒါပဲလေသွားကြစို့ သူတော်ကနေရာကနေခြေလန်းကိုလှည့်ထွက်ဒါမှလည်းခြေလန်းချက်ချင်းတန့်သွားလိမ့်ပြီအောမောင်တို့လာမယ့်တနင်္ဂနွေနေ့ကျရင်ဗန်မွေးပင်ရဲ့အနောက်ဘက်4000กว่าနေရာကိုတရော်ရင်နဲ့စေးကြောတန့်စီပြီးတော့မြေတာတုတ်တော်ခုနှစ်ခေါက်ယူပေးကြည်နော်အော်ဟုတ်ဟုတ်ကဲ့ကဲသွားပြီဟဲ့သူတော်တယောက်အရှိကနေထွက်သွားတစေကုန်းကအနောက်ကနေလိုက်ပါသွားတယ်မောင်ထွန်းကတော့နေရာမှာတခဏရက်ကြံခဲ့ပြီးပြီးကမှသူတယောက်တည်းဆိုတာသတိရမိလို့ကြောချမ်းမိသွားပြီးတော့ရွာကိုတုတ်ချေတင်ပြေးပြန်ခဲ့ပါလိတော့လေ ။နောက်ရမြန်မာတို့မောင်ထွန်းကတစေကုံစားတရွာလုံးကိုအကျိုးတောင်းပြောပြကတောင်းပန်ပေးခဲ့ပြီးတော့တနင်္ဂနွေနေ့မှလည်းယူသူတော်စိန်ညွန်းသွားခဲ့တဲ့လိုမျိုးဗန်ဝေးပွင့်ကြီးစီမှာတသွေးမတိန်လှုပ်ဆောင်ပေးခဲ့ရ။ကရိုးစိတ်ရွာစီကရွာပြန်လန်းကိုပျောက်နေတစေပြဿနာကတော့ဒီတင်ပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကယူသူတော်နှစ်ရွာပြောက်တဆေဇာလန်းလေးဖြစ်ပါတယ်။နောက်နေ့မှလည်းယူသူတော်ဇာလန်းများကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြဖို့လဲတပါးလေးဖိတ်ခေါ်ပါရစေ။ ဒီနေ့မှာချိန်ပေးပြီးတော့နားဆင်ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ